မင်္ဂလာပါဒီနေ့ကျွန်တော်တို့ဆွေးနွေးမယ့်အကြောင်းအရာကတော့လေအမ်လူစီကားတဲ့မြို့ပြနေရာတွေမှာပေါ့နော်အထူးသဖြင့်ရန်ကုန်မြို့လယ်လိုမြို့မှာကြုံရတတ်တဲ့လိန်လယ်မှုပုံစံတစ်ခုကိုကြောင်းပါဟုတ်ကဲ့ဟိုယင်းဤကျောင်းဝင်းတလူလိုဟန်ဆောင်ပြီးချင်းကပ်လာတဲ့သူတွေပေါ့နော်အင်းကြားဘူးရတယ်ဒီကျောင်းကိုကျွန်တော်တို့ကဟိုပန်းဆိုရန်လန်တဝိတ်မှာကြုံခဲ့ရတဲ့ကိုတွဲမတန်တစ်ခုကိုအခြေခံပြီးအသေးစိတ်ဆွေးနွေးကြည့်ကြမှာပါဟုတ်ကဲ့စိတ်ဝင်စားစရာအကြောင်းအရာတစ်ခုပါဟုတ်တယ် ဒီလိုအတွေ့အကြုံတွေကနေသူတို့ဘယ်လိုနီးလာနေတုံးလဲအမ်ဘာတွေကိုတရီထားတင်တယ်ဆိုတော့နားလည်အောင်ကြိုးစားကြည့်ကြတာပေါ့နိဟုတ်ပါတယ်ဒါကတကယ်တော့လေးစိတ်ဝင်စားစရာအကောင်းတဲ့မျိုးပြလူမှုရဲ့အခြေအနေတစ်ခုလို့ပြောလို့ရပါတယ်လူတွေရဲ့စိတ်ကိုဘလို့အတုံးချလဲပေါ့နော်ဟုတ်ပါတယ်อืมဒီမှာတန်းကန်နဲ့တစင်လေ့လာလို့ရမှာပါအထူးတပြန့်ဟိုယူတရက်ကြီးယင်းနီးပြတာမျိုးကိုထီးလက်ရောက်လုလာတာမျိုးဒီလားဘလို့လုံလုံတယ်လဲဆိုတာကိုပေါ့ကောင်းပြီဗျာဒါဆိုရင်အရင်ဆုံးအဲ့ဒီမတန်းတဲ့ကလက်လက်လက်အတွေ့အကြုံကိုပဲကြည့်လိုက်ရအောင် တကနထောင်းနှစင်ငါမေလာဆလီနီကထက်ခဲ့တယ်လို့ဆိုရဲဟုတ်ကဲ့မကြသေးဘူးပေါ့မတန်းကြီးသူကသူ့မိတ်ဆွေဦးဝင်းလွင်ဆိုတဲ့တယောက် ਨੇ ပန်းစိုးတန်းသားကလပိတ်ဆိုင်ကအပြန်လမ်းမပေါ့လေအသက်60လောက်အရက်က9ပြီလောက်ပဲအသားညူညူဦးထုတ်ဝိုင်းလေးဆောင်းထားတဲ့လူကြီးတယောက်ကရုတ်တရက်ကြီးရေးနီးနီးလမ်းနှုတ်ဆက်လာတဲ့အင်းရုတ်တရက်ကြီးဆိုတော့လीဟုတ်တယ်ပထမတော့ဘသူကိုနှုတ်ဆက်နေမှန်းတော့မတိလိုက်ဘူးဆိုပဲ အဲ့ဒီမာတင်နည်းနည်းတော့တမျိုးဖြစ်နေပြီနော်ပုံမှန်တော့မဟုတ်ဘူးဟုတ်တယ်ပို့ပြီးတော့ဟွာဖြစ်တာကအန်တော်ဆရာကောင်းတာကအဲ့ဒီလူကမတန်းရည်သူရဲ့ဘယ်ဘက်လက်ကိုစက်ခနဲ့လမ်းဆွဲကင်လိုက်တယ်တဲ့ပြီးတော့ပြောတာကဟိုနီကမိဘိုင်မှာမင်းကိုတွေ့လို့ငါလမ်းခေါ်နေတာမင်းကလက်မကြည့်ဘူးဆိုပြီးပြောတယ်ဆိုပဲဟာအတင်းပဲလက်ကိုဆွဲကင်တရော့တော်တော်ရေးတင်းတာရေးသူကသူ့ကိုလုံးဝမမှတ်မိဘူးဗောဒါမင်းဘေးမှာဥဝင်းလွင်နဲ့ပါနေတော့ ဲ့ဒါဦးဝင်းလွင်ရဲ့အတီလားဒါမှမဟုတ်ကို့အတီပဲလားဘီရင်ရေချောင်းပို့ဆောင်ရေး IWT ကအငင်းစားတရုံရောင်များလားဆိုပြီးခေါင်းထဲမှာရှုံထွားတယ်လို့ရေးထားတယ်อืมအဲ့လိုဖြစ်တတ်တယ်ဒီလိုရင်းနှီးခြင်းအောင်ဆောင်ပြီးတော့လက်ကိုပါလမ်းဆွဲလိုက်တာကဒါဘီလိုမျိုးအကွက်လို့တုံးတက်လို့ရမလဲခင်ဗျာဒါကလေတော်တော်လေးချီရောက်တဲ့စိတ်ပိုက်ဆိုင်ရာနီးဗျူဟာတစ်ခုလို့ပြောရမယ်ပထမအချက်ကရင်းနှီးဟန်ဆောင်တာဗော familiarity လို့ခေါ်မှာဗောလေအရင်ကတိတလိုလိုတွေ့ဖူးတလိုလိုပုံစံနဲ့ချင့်ကပ်လိုက်တော့ လူတွေကတန်တရားသိမဝင်တော့ဘူးဟုတ်ကဲ့ဒုတိယနဲ့ပို့အရေးကြီးတာကြတော့ရုပ်ပိုင်းဆိုင်ရာ ထိတွေ့မှု physical touch ပေါ့လက်ကိုလမ်းဆွဲလိုက်တယ်ဆိုတာကကိုယ်ပိုင်နေရာ personal space ကိုကျူကျော်လိုက်တာအဲ့ဒီမှာလူကအံ့အားသင့်သွားတယ် shock ဖြစ်သွားတယ်ဟုတ်အဲ့ဒီအခိုက်အတန့်မှာခုခံကောက်ွယ်ခြင်းနဲ့စိတ် defensiveness ကတိတိတတ်တတ်ကြာသွားရောအင်းတတိယအချက်ကခုနကပြောသလိုပေါ့ဘေးမှာအဖော်ပါနေတဲ့အခါဖြစ်တတ်တဲ့ရှုပ်ထွေးမှု confusion ပေါ့လေတယောက်က ထင်လိုက်တာကဒါဟိုတယောက်ရဲ့အသည့်နေမှာဟိုတယောက်ကလည်းဒီလိုပဲထင်သွားတာမျိုးဟုတ်တယ်ဟုတ်တယ်အဲအဲ့ဒီလိုအပြာလန်ထင်မှတ်မှားသွားတာကလင်လေတဲ့သူအတွက်အခွင့်အရေးဖြစ်သွားတာပေါ့အဲ့ဒီလိုအတွေးတွေရှုပ်ထွေးနေတော့မှလည်းဟိုလူကပို့ပြီးတော့တုံလုတ်เสียကောင်းတဲ့စကားကိုဆိုလာပြန်ရောသူကလေမိမနဲ့ရံဖြစ်ချင်းတက်မိလို့ထောင်းကြခဲ့တာတယ်အခုမှလွတ်လာတာမကြသေးဘူးစားလျာမရှိလို့ပိတ်ဆက်နန်းနေပါပါတောင်းကျင်လို့ပါဆိုပြီးပြောလာတယ်ဗျ။အုံးလေးဇနီးကိုတက်လို့ထောင်ကြခဲ့ဆိုတာမျိုးကတော်တော်ကြီးကိုတုံလို့เสียပဲနော်။ ဒါကဘာကိုရည်ရွယ်တာပါလဲဒီအဆင့်ကတော့အချင်းတွေကိုနောက်တစ်ဆင့်တက်လိုက်တာပဲပထမအဆင့်မှာဖန်တီးထားတဲ့ရှုပ်ထွေးမှု အာအာတက်မှုရဲ့အချိန်ကိုယူလိုက်ပြီးတော့အထီးကရည်ရွယ်ချက်ပိတ်ဆံတောင်းလက်စီကိုရောက်အောင်သွားလာပေါ့ဟုတ်ကဲ့အမျိုးပြောပြလေဆိုတာကနားထောင်နေတဲ့သူစီမှာ ပြင်းထန်တဲ့စိတ်ခံစားမှုတစ်ခုခု strong emotion ပေါ့လေတနာကျင်နာမှုပစ်တီဖြစ်ဖြစ်ကြောက်ရွံ့မှု fear ဖြစ်ဖြစ်အဲ့ဒါကိုဖြစ်ပေါ်စေဖို့ရည်ရွယ်လား အဲ့ဒီစိတ်ခံစားမှုလွန်မိုးသွားတဲ့အခါမှာစင်ဂျင်တုံတရားကရော့သွားပြီးသူတို့တောင်းဆိုတာကိုလိုက်လျော့ဖို့ပိုပြီးဖြစ်နိုင်ခြင်းများသွားစေတာပေါ့ဟုတ်ကဲ့ဒါပေမဲ့ဒီမတန်တဲ့ကဖြစ်ရက်မှာတော့ရေးတဲ့သူကအချိန်မီတတိပြန်ဝင်လာပြီးတော့ခုခံနိုင်ခဲ့တယ်လို့ဆိုရမှာပေါ့ဟုတ်ပါတယ်မတန်ရေးသူ ပြောပုံရဆိုရင်တော့အဲ့ဒီစကားကြားလိုက်မှာပဲဒါပုံမှန်မဟုတ်ဘူးဆိုတာသိပြီးတော့လက်ကို အတင်းယုံတယ်တဲ့ ဟိုလူကမလွတ်ပဲဆွဲထားသေးလို့စိတ်တို့ပြီးတော့မင်းမာလာပြီးအကြောင်းရိုက်နေတာလဲလို့ငေါက်ထုတ်လိုက်တော့မှလွတ်သွားတယ်လို့ဆိုပါတယ်။อืมတော်သေးလားဗောပြက်ပြက်သားသားတွန်းပြန်လိုက်နိုင်တယ်။အဲဒီအဖြစ်ပြက်အပြီးမှာရေသူပြန်စင်းစားမိပြီးစိုးရင်သွားလေအချက်တခုရှိသေးတယ်။သူရေးထားတာက တကယ်လို့များငါတယောက်တည်းသွားလာနေတဲ့အချိန်ဖြစ်မယ်။လမ်းမှလည်းလူပြတ်နေမယ်။ ူလက်ထဲမှာအစိတ်အတောင်မူးမော်စေတဲ့ဒိုးဆဲမျိုးပါလာမယ်ဆိုရင်လက်ဆွဲနှုတ်ဆက်လိုက်တာနဲ့အစိတ်အစ်မူးမိပြီးကိုစီကပစ္စည်းတွေပါသွားနိုင်တယ်ဆိုပြီးတွေးမိတယ်တဲ့ဟုတ်ကဲ့အဲ့ဒီစိုးရင်စိတ်ကလည်းဝင်နိုင်ပါလေအဲ့ဒါကြောင့်သူကအထူးတတိပေးထားတယ်ကိုနဲ့မတည်တဲ့သူတယောက်ကယင်းဤသည့်မိတ်ဆွေအနေဖြင့်ကိုကိုလက်ဆွဲနှုတ်ဆက်ထည့်မယ်ဆိုရင်တတိထားကြပါလို့ပေါ့လေဟုတ်ပါတယ်ဒီစိုးရင်ဦးကလုံးဝအခြေမြင့်မရှိဘူးလို့တော့ပြောလို့မရပါဘူး ငွေကြေးနဲ့ငွေဆုံးရှုံးတာထက်ပိုပြီးတော့ကြီးမားတဲ့အန်တရီဖြစ်နိုင်ရှိကိုစဉ်းစားမိတာမှန်ပါလေဟုတ်ကဲ့ရုပ်ပိုင်းဆိုင်ရာထိခိုက်မှုဖြစ်နိုင်တယ်လို့အာယုံလွဲပြီးခါပိုင်နိုင်တာမျိုးဒါမှမဟုတ်မတန်းတဲ့မှာခမန်းတယ်လို့ပေါ့မူးမိတ်စေတဲ့အရာတွေသူစည်းလို့တုံထားပြီးမဲ့ဒါကရေးသူရဲ့ခမန်းချက်တတ်တတ်ဖြစ်ဖို့များပါတယ်လေอืมဟုတ်ပါတယ်အဲ့လိုဟာတွေတုံးပြီးခိုးယူတာမျိုးနေအထိဖြစ်နိုင်ကြေကိုထက်သွင်းစဉ်းစားတင်ပါလေ ါကရေပရမြို့ပြလုံခြုံရေး urban safety အတွက်တတိပြုရမယ့်အချက်တွေနဲ့လဲဆက်ဆက်နေတာပေါ့မှန်ပါတယ်အဓိကကတော့အခြေအနေကိုမြန်မြန်အကြီးဖြတ်ပြီးကိုယ်လုံခြုံရေးကိုဦးစားပေးဖို့ပါပဲနောက်တဲ့စိတ်ဝင်စားစရာကောင်းတာတစ်ခုကဗျာဒီလိုအခက်ပြတ်မျိုးကရေးသူအတဲဒါပထမဆုံးမဟုတ်ဘူးဆိုတာပဲအော်ဟုတ်လားဟုတ်ကဲ့လုံခဲ့တဲ့နှစ်20ကျော်လောက်ကလည်းပန်းစိုးတန်းလာမှာပေါ့ကပန်းစီရှိမှတခါကြုံဘူးဖေးတယ် အဲ့ဒီတုန်းကလည်းဒီလိုပုံစံမျိုးပဲအသက်ကြီးပိုင်းလူတယောက်ကယင်းနှင်ဟန်ဆောင်ချင်းကလာပြီးယူဒီရဲ့လက်ကိုအတင်းဆွမ်းနှုတ်ဆက်တယ်ပြီးလို့လမ်းစီပြတ်လို့ဆိုပြီးပိတ်ဆံတောင်းတာပဲပုံစံတူပဲနော်ကဲအဲအဲ့ဒီတုန်းကတော့သူကယူတဲ့ကြောင်းတွားပြီးငွေမီရာပေးလိုက်မိတယ်လို့ဆိုရတယ်ဟုတ်ကဲ့အတိတ်ကအတွေ့အကြုံကို ပြန်မှတ်မိပြီးဆက်ဆက်သုံးပတ်နိုင်တာက အရေးကြီးပါတယ် ဒါကလေ့လာမှုဖြစ်စဉ်တစ်ခုလို့ပေါ့ learning process ပေါ့လေဟုတ်တယ်သူကနောက်ပိုင်းမှာအဲ့ဒီလူဟာပန်းစိုးတန်းတဝိုက်မှာဒီနီလာနဲ့ပဲတော်တော်များများကိုလိုက်လိန်နီမန်တရီထားမိလာလို့တဲ့နောက်အမ်နည်းနည်းလောက်ကြတော့အဲ့ဒီလူနဲ့လမ်းမှာပြန်တိုးရောအရင်လိုပဲလက်ဆွဲနှုတ်ဆက်ဖို့လှုပ်လာတော့ဒီတစ်ခါတော့သူကငေါ့ထုတ်လိုက်တယ်လို့ရေးသားပါတယ်ဟွန်းတိချာကလေထပ်တလဲလဲဖြစ်ပေါ်နေတဲ့ပုံစံပတ်တန်တစ်ခုကိုညွန်ပြနေတာပေါ့ အလားတူနီလန်းကိုပဲလူအမျိုးမျိုးကအချိန်ကာလအမျိုးမျိုးမှာ တူညီတဲ့နေရာဝင်းချင်မှာထက်ခါထက်ခါတုံးနေတာကဒါဟာတယောက်စီကတယောက်တင်ယူပြီးမျှဝေထားတဲ့လိန်လယ်မှုနီးစနစ် lens technique တစ်ခုဖြစ်နိုင်တယ်ဆိုတာကိုပြနေပါတယ်။ဟုတ်ကဲ့ဟုတ်ကဲ့။ပထမကြိမ်မှာတော့ယုကြည်ရဲ့အံအားတင့်မှုဒါမှမဟုတ်အာဏာမှုကြောင့်လိုက်လျောမီနိုင်ပြင်မင်းအတွေ့အကြုံရှိလာတဲ့အခါဒါမှမဟုတ်ဒီနီလန်းအကြောင်းကြောက်ဘူးတိဖို့တွားတဲ့အခါမှာတော့ခုခံကာကွယ်နိုင်စွမ်းပိုကောင်းလာတာကို တွေ့ရပါတယ်လေ မတန်တဲ့မှာဒီလိုရင်းနှီးဟန်ဆောင်တာအပြင်တခြားလင်မယ်မှုပုံစံတချို့ကိုလည်းဥမာပေးထားပါသေးတယ်။ဟိုလန်စီပြက်လို့ကလေးဆေးကူတာဘိုးစသဖြင့်အကြောင်းမျိုးမျိုးပြပြီးတောင်းတာတွေပေါ့။အင်းအဖြစ်များတဲ့ပုံစံတွေပေါ့။ဟုတ်တယ်။နောက်တစ်ခုကယောဂီဝဆုံနဲ့အမျိုးသမီးကြီးတယောက်ကလန်စီပြက်လို့ပါဆိုပြီးပန်းစိုးတန်းတာမှာလင်းညာတောင်းရနေတာမျိုးလေးရှိတယ်လို့ဆိုပါတယ်။ဒါပေမဲ့သူအဓိကအလေးပေးတတိပေးခြင်းတဲ့အချက်ကတော့ ူစိမ့်တယောက်ယောက်ကရင်းနှီးဟန်ဆောင်ပြီးအထူးသဖြင့်ကိုထိလျောက်အတင်းလက်ဆွဲတာမျိုးလှုပ်လာရင်တတိအယံထားဖို့ပါပဲဟုတ်ကဲ့ကာဟုပိုကျေပြန့်တဲ့ရှူထောင်ကကြည့်ရင်လေဒီလိုလိန်လယ်မှုတွေဟာလူတွေရဲ့ယုံကြည်မှုကိုတိဆောက်ပြီးလိန်လယ်တဲ့နီးလန်းတွေ conference tricks တွေဥပမာတွေလို့ဆိုနိုင်တာပေါ့ဟုတ်ပါပဲဒီနီးလန်းတွေရဲ့အောင်မြင်မှုကများသောအားဖြင့်လူမွေးဆိုင်ရာအကျင့်ဝတ္တိယဉ်ကျေးမှုဆိုင်ရာအလေးထားတွေ customary norms ဒီပေါ်မှာမိတည်နေတတ်တယ် ဥပမာမြမမှုမှာအာနာတတမျိုးဟုတ်တယ်။ကုညီလိုစိတ်ရှိတာအသက်ကြီးသူကိုလေးစားရမယ်ဆိုတဲ့အသွေးမျိုးတွေပေါ့ဒီချက်တီကိုလိမ့်လဲသူတွေကအလွဲသုံးစားလုပ်ကြတာပါ။မှန်ပါတယ်။တားပြင်ခုနကပြောခဲ့သလိုတနာစိတ်၊ရှုပ်ထွေးစိတ်၊ကြောက်ရွံ့စိတ်လိုမျိုးစိတ်ခံစားချက်တွေကိုလှုံ့ဆော်ပြီးတော့စင်ချင်းတုံတရားကိုလဲလွဲပစ်လိုက်တာမျိုးလဲပါဝင်နေတာပေါ့လေ။ဆိုတော့လေဒီနေ့ကျွန်တော်လေးလာခဲ့တဲ့အချက်အလက်တွေအရာအဓိကမှတ်တာထားရမယ့်အသိပညာက ရိုးရိုးလေးတတိထားပါဆိုလာထက်နည်းနည်းပို့တယ်လို့ဆိုရမယ်ဟုတ်ကဲ့ယင်းနီဟန်ဆောင်ကြီးမမျော်လင့်ပဲကိုထီလက်ရောက်လှုပ်ဆောင်လာတဲ့အခါဥပမာလက်ဆွဲတာမျိုးပေါ့နော်ဒါလူတယောက်ရဲ့ပုံမှန်လူမှုဆက်ဆိုင်ရေးနေနေမိကိုတမင်တကာချိုးဖောက်ကြီးစိတ်ပိုင်းဆိုင်ရာရဲ့လွှမ်းမိုးဖို့ကြိုးစားတဲ့နီးဗျူဟာတစ်ခုဖြစ်နိုင်တယ်ဆိုတာကိုနားလည်ထားဖို့အရေးကြီးတယ်ပေါ့ဟုတ်ပါတယ်အဲ့ဒါအဓိကချက်ပါပဲဒီလိုအခြေအနေမျိုးမှာကိုယ့်ရဲ့လုံခြုံရေးကိုဦးစားပေးပြီးပြက်ပြက်သားသားရင်းဆန်ဖို့ ဒါမှမဟုတ်ရှောင်ရှားဖို့လိုအပ်တယ်ဆိုတာမှတ်တမ်းရေးသူရဲ့တွေးကြုံကကောင်းကောင်းသင်ခန်းစာပေးနေပါတယ်ဗျာဟုတ်ကဲ့နောက်ဆုံးအနေနဲ့လေစပီးစဉ်းစားစရာအချက်လေးတခုချန်ထားခဲ့ချင်ပါတယ်ဒီလိုအဖြစ်ပြက်တွေကမြို့ပြမှာတတိဝီရိယနဲ့သွာလာနေထိုင်ဖို့လိုအပ်ကြောင်းမိမောင်းထိုးပြနေတယ်လို့ပဲတစ်ဖက်မှာလည်းတကယ်အကူအညီလိုအပ်နေသူတွေရှိနိုင်တယ်ဆိုတဲ့အသည့်လက်ရှိနေရမှာပေါ့နော်ဟုတ်ကဲ့ဟုတ်ကဲ့ဒီတော့တတိထားမှု vigilance နဲ့လူသားအချင်းချင်းစာနာမှု empathy ကြားမှာ ဘလို့ဟန်ချက်နီယောထင်းကြောင်းမလဲကိုယ့်ရဲ့ပင်ကိုအတွင်းစိတ်ခံစားချက် intuition ကတတိပေးလာတဲ့အခါအဲ့ဒါကိုဘလောက်အထိယုံကြည်ပြီးလင်းမြန်စွာတုံ့ပြန်သင့်တယ်လဲဆိုတော့ကတော့တူးချင်းစီဆက်လက်စင်ကြရမယ်မိခွေးတစ်ခုဖြစ်လာမှာပါ။อืมစဉ်းစားကြရပါပဲ။ဟုတ်ကဲ့ဒီအတွေ့အကြုံတွေခဏတင်ယူပြီးတော့ပိုလုံးကြုံတဲ့ပိုတတိရှိတဲ့နေစဉ်ဘဝကိုဖန်တီးနိုင်ဖို့ကအရေးကြီးဆုံးပါပဲလို့ပြောချင်ပါတယ်။